တင်မလို့ချိန်မှပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တောင်းဝေပါ29ရက်6လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့သတင်းအနေနဲ့ကတော့ဒီနေ့တက်မတော်ကဒုတိယချိန်မြောက်ဒုတိယချိန်မြောက်နော်ဒုတိယချိန်မြောက်ဒါကြောင်းမဲမျိုးအိုးဒါထပ်မှန်ပြီးတော့တချမ်းဖွင့်ပြသွားတဲ့အချိန်လေးနဲ့ပတ်သက်ပြီးတင်ပြပါမယ်နော်အဲ့တော့တက်မတော်ကဒီနေ့29ရက်6လ2025ရက်နေ့မှာတော့ဒီကြောင်းမဲမှာရှိတဲ့နော်ဒီဆောက်လုပ်ရေးယုံဒါတက်မတော်ဒီနေ့လေကြောင်းကနေပြီးတော့ကြော် ပေါင်းနဲ့ဖွင့်ပြခဲ့လိုက်တယ်နော်ပေါင်းနဲ့ဖွင့်ပြခဲ့လိုက်တယ်အဲ့တော့အကြံပတ်ပြည်ဖြတ်ခွက်ခောက်တောင်းသားဝရမ်းပြေးနော်ပြည်ဖြတ်မီဒီယာတွေအနေနဲ့ကတော့ပုံစံမျိုးမျိုးနဲ့တင်နေရတွေ့ရတယ်အဲ့တော့ကြောက်မဲမှာရှိတဲ့ဒါအကြံပတ်နဲ့မသက်ဆိုင်တဲ့ပြည်သူတွေရှောင်ပါလို့ကျွန်တော်ဒီနေရာနေပြီးတော့ပြောလိုက်ချင်ပါတယ်နော်ဟိုလက်ရှိတီအလီကိုအမုံဆွဲနေပြီတမတော်တီအလီကိုအမုံဆွဲနေပြီအဲ့တော့မုံပါလို့ဆွဲလဲဆိုလို့ရှိရင်ဒါကောင်းကောင်းမွန်မွန်သပွဲဝိုင်းမို့ကိုခေါ်တယ်လူလိုခေါ်တယ်ဒီကောင်းလေးကို ဒီဘယ်လက်နက်ကင်ကမှဆောက်ရောမဝင်ခဲ့ပဲเนาะအရေးပေးခြင်းမခံရပဲထိုနည်းတူဆိုအဆက်ဆက်ကဒီနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့လူတွေကတော့မှဒီကောင်တွေဆောက်ဖတ်မလို့ဘူးဒီကောင်တွေကကောက်ရိုးမီလေးပါကွာဆိုပြီးတော့เนาะဆောက်ဖတ်မလို့ဘူးပြစ်ထားတာเนาะခွေးလေးခွေးလွန့်ဆိုပြီးပြစ်ထားတာလက်ရှိတက်မတော်ကသူတို့တိုင်းရင်သားလက်နက်ကင်ဖြစ်တဲ့အတွက်เนาะလူလိုနှမ်းညိပေးတယ်ဇပွဲဝိုင်းမခေါ်တယ်ဆွေးနွေးပွဲတွေလုပ်တယ်အတားတကြီးပြောတယ်เนาะလက်ရှိတက်မတော်ကတောင်းထားတဲ့မျိုးတွေ နိုင်ငံတော်ပြန်ပေးနော်ပြီးရင်မင်းတို့နေရာမင်းတို့ပြန်သွားမင်းတို့ပေးထားတဲ့နေရာကိုမင်းတို့ပြန်သွားဒါဟုတ်အဟုတ်ကြီးထင်ပြီးဒီကောင်တွေကဘာလဲဆိုလို့ရှင် မလုံနိုင်ဘူးမပေးနိုင်ဘူးငါတို့ရထားတဲ့မျိုးတွေငါတို့ကာကွယ်မယ်ဆိုပြီးတော့ဆွေးနွေးပွဲပြက်တယ်အဲ့တော့တမတော်ကစော်တယ်တမတော်ကစော်တယ်အဲ့တော့တမတော်ကလက်ရှိတရလီကိုဒါတကုံကြိတ်နေပါပြီနော်ပလောင်လန်းနက်ကန်တွေကိုဒါတမတော်အနေနဲ့တော်တော်ကြိတ်နေရတယ်တွေ့ရတယ်အားရတယ်ကျင်းနေတယ်ပီတိဖြစ်တယ်နော်အဲ့တော့ဒါကြောင်မဲဦးလည်းဒီနေ့ဘုံကျဲတယ်နောင်ချူလည်းတမတော်ကဒီနေ့ ဘုံကျဲတယ်နော်ပြီးလို့ရှိရင်ဒီနောင်ချိုးနဲ့ပတ်ချာလဲရှိတဲ့ရွာတွေဒါတိုက်ပွဲတွေပြင်းထန်နေတယ်အဲ့တော့တမတော်ကထိုးစစ်တွေကိုရှေ့ကိုဆက်တိုးလာတာဖြစ်တဲ့အတွက်ဒါတမတီရလီရဲ့ဒီဒုတိယမြောက်ခံစစ်ပေါ့နော်ဒုတိယမြောက်ခံစစ်ကိုသိမ့်တော့မယ်သိမ့်တော့မယ်အဲ့တော့ပထမခံစစ်ဒုတိယခံစစ်တတိယခံစစ်ကဒီတတိယခံစစ်ကတော့နောင်ချိုးမြို့ပေါ့နော်မြို့ပေါ့အဲ့တော့နောင်ချိုးမြို့ကိုဒါမြို့ထဲမှာဒီကောင်တွေမိုင်းထောင်ထားတာရှိတယ်ပြီးလို့ရှိရင်ဒီခံစစ်တွေလောက်ထားတာရှိတယ် တော့တချို့လမ်းနေပေါ်မှာလည်းဒီကောင်တွေကဒီမိုင်းနေထောင်ထားရှိတယ်အဲ့တော့ဒီကောင်တွေကပြည်သူအတွက်ကိုလုတာလားဒါမှမဟုတ်ရင်ဘာအတွက်လုတာလဲပြည်သူအတွက်တိုက်တာဆိုလို့ရှိရင်နောက်ဆုံးမျိုးပေါ်ကိုမိုင်းထောင်နေအောင်တကြောင်မှမရှိဘူးမိုင်းထောင်နေအောင်တကြောင်မှမရှိဘူးနော်အဲ့တော့လက်ရှိအကြမ်းဖက်ဒီ TNL အနေနဲ့နောက်ဆုံးမျိုးပေါ်ထဲမှာဒါတချို့နေရာတွေမှာမိုင်းထောင်ထားတာတွေတွေ့ရတယ်နော်မိုင်းထောင်ထားမှာပေါ်တင်ကြီးတွေထောင်ထားတာနော်ပေါ်တင်တွေထောင်ထားတာအကြမ်းဖက်ရဲ့လုံရက်ကနော်ဒီအကြမ်းဖက် PDF နဲ့အကြမ်းဖက် PNL ရဲ့ဒါလုံရက်ကတော်တော်မိုက်ရိုင်းနေတယ် အဲ့မျိုးပေါ်မှာရှိတဲ့ပြည်သူလူထုတွားရင်လာရင်မိုင်းနဲ့သိနော်သိအဲ့လိုပုံစံမျိုးနဲ့ထောင်ထားတွေတွေ့ရတယ်အဲ့တော့ဆက်မယ်ဆိုရင်ဒီနောက်ချိုးမျိုးပေါ်ကိုတက်မလို့သိမ့်မှုပဲကြံပါတော့တယ်ဒါပထမခန်းစစ်ကိုတက်မလို့ကောင်းကောင်းကြီးသိမ့်ခဲ့ပြီဒုတိယခန်းစစ်ကိုတက်မလို့ကောင်းကောင်းကြီးသိမ့်လာခဲ့ပြီခုတတိယခန်းစစ်နောက်ကိုရောက်ပါပြီနော်ရောက်ပါပြီအဲ့တော့သူတို့ကိုယ်တိုင်ကလည်းကြင်ညာနေရတွေ့ရတယ်နော်သူတို့ကိုယ်တိုင်ကလည်း ဒီတက်မတော်အနေနဲ့သူတို့ပဲဗျာတော့ဒီခါလေးကျတော့ကျွန်တော်ပြောနေကြစကားတစ်ခွန်းရှိရဒီကောင်လေးပဲစောက်ရှက်မရှိရဒီကောင်လေးပဲစောက်ရှက်မရှိရအဲ့ဒါဗာလဲဆိုလို့ရှင်တက်မတော်ကစင်ရမရှိတော့ပါဘူးနော်စင်ရတယ်ကုန်ခန်းနေပါပြီလို့ပြောတာလေဒီကောင်နေပဲဒီကောင်နေပဲနော်အဲ့တော့တက်မတော်ကစင်ရအလုံးရင်းနဲ့လိုလေချောင်းကနေမိုးတွေရွာချပြီးတော့စင်ရအလုံးရင်းနဲ့ဝန်တိုက်နေပါတယ်အကြမ်းဖက်နေပါတယ်လို့ဟောတာလေဒီကောင်နေပဲဒီကောင်နေပဲအဲ့တော့တက်မတော်ကစင်ရမရှိဘူးရှိတယ်ဆိုတာဒီကောင်နေကိုမေးသိတယ်နော် အလုံးရင်းနဲ့တိုက်ပြန်ပြီလို့နော်တမတော်ဆင့်ရမရှိတော့ပါဘူးလို့ဒီကောင်นี่ပဲကြင်ညာနေတာတမတော်ကကိုမကြင်ညာဘူးဒီကောင်นี่ကပဲကြင်ညာနေတာနော်မရှိတမတော်ကနောင်ချူဒီလုံးဝထိုးသစ်ဆင်ပြီးတော့တိုက်ခိုက်လာတာတွေ့တဲ့အတွက်ဒါကျွန်တော်ပြောထားတဲ့အတိုင်းဒီလကုံသုံးမဟုတ်ဒီခုနလပိုင်းပထမပတ်မှာနောင်ချူမျိုးကနိုင်ငံတော်လန်နေလွှတ်ထူပါလိမ့်မယ်လွှတ်ထူပါလိမ့်မယ်အဲ့တော့အကြမ်းဖက်တီအန်အေလီနဲ့လည်းဒီသူ့အနေနဲ့ဒီ နောက်ဆုံးမျိုးကိုလက်လွတ်ပေးရပွဲရှိတယ်လက်လွတ်ပေးရပွဲရှိတယ်မလွတ်လို့လည်းမရတဲ့အနေအထားတစ်ခုမှရှိပါတယ်เนาะသူတို့အနေနဲ့အင်အားအလုံးရင်းတွေကြာဆုံးနေရတွေ့ရတယ်เนาะပြီးတော့ဒီမိုးကုတ်မှလည်းဒါတက်မတော်ကထိုးစစ်စနေပါပြီเนาะမိုးကုတ်မှလည်းဒါတက်မတော်ထိုးစစ်စနေပြီလေချောင်းကလည်းတိုက်ခိုက်တယ်အောက်ချင်မှလည်းတိုက်ခိုက်တယ်เนาะထွန်းလေးတို့ဆိုတာဒါတီအလီအနေနဲ့ကမတည့်တာပါလဲဆိုလို့ရှိရင်ရှမ်းလန်းနှက်ကင်နဲ့လည်းမတည့်ဘူးအခုဒီမိုးမိတ်ဘက်မှာဒါရှမ်းလန်းနှက်ကင်နဲ့ဒီအကြံဘက်တီအန်အလီနဲ့တိုက်ပွဲတွေဖြစ်နေတာရှိတယ်ရှိတယ်အဲ့တော့သူတို့ကတော့ နော် SSPB ရှမ်းလန်းနိုင်ငံဖွဲ့ကဟိုသစ္စာမရှိဘူးလို့ဂတိမတည်ဘူးလို့ဘာဖြစ်တယ်ညာဖြစ်တယ်လို့အဲကျမ်းပတ်မီဒီယာတွေကတင်နေရတွေ့ရတယ်အဲ့တော့ကျွန်တော်ယင်တနည်းရလေပြောခဲ့ပါတယ်သူတို့သွားလုတ်တော့အကောင်သူတို့သွားလုတ်တော့အကောင်တက်မလို့ဟို SSPB ဒါရှမ်းလန်းနိုင်ငံဖွဲ့ကသွားပြီးတိုက်တဲ့အချိန်ကျမှဟိုကဒီရှမ်းလန်းနိုင်ငံကလူဆိုးကြီးဖြစ်သွားတာလူဆိုးကြီးဖြစ်သွားတာနော်အဲဒီကောင်နေစကန်းကိုဒီ SSPB ရှမ်းလန်းနိုင်ငံရဲ့စကန်းကိုလာတိုက်တော့ကဒီကောင်နေအကောင်အေးသူတို့ကပဲအကောင် ပြီးတော့ဒီရှမ်းပြည်နယ်ပဲရှိတယ်ပလောင်ပြည်နယ်ဆိုတာမရှိဘူးအဲ့ဟောပလောင်စုပ်တွေနားလဲလားပလောင်လူမျိုးတွေရောနားလဲလားဟိုလူမျိုးဆိုတာလူမျိုးတိုင်းကိုကျွန်တော်ပြောတာမဟုတ်တော့ပလောင်လူမျိုးတိုင်းကိုပြောတာမဟုတ်ဘူးအခုဒီအကြံဘက်လောက်ရက်ကိုလို့ဆိုအားပေးနေတဲ့ဒါပလောင်လူမျိုးတွေနဲ့အတူပြီးရင်ဒီအကြံဘက်တည်ရနေနော်ပလောင်လက်နက်ကန်နေနေနဲ့မင်းတို့မှပြည်နယ်မရှိဘူးမင်းတို့ကြည့်ကြည့်လိုက်ဟိုမြန်မာနိုင်ငံမှာရှမ်းပြည်နယ်တို့နော်ကယားပြည်နယ်တို့ကချင်ပြည်နယ်တို့ဗားပြည်နယ်ညာပြည်နယ်တို့ရှိတယ်မင်းတို့ပလောင်ပြည်နယ်ဆိုတာရှိလို့လား မင်းတို့တနာလို့နိုးပေးကင်ပြီးတော့မင်းတို့နေမီလေးတတ်မှတ်ပေးထားတာပဲရှိတယ်မင်းတို့ကျူးကျော်မလာနဲ့မင်းတို့ခွေးဖြစ်သွားမယ်မင်းတို့ဘဝတွေဘယ်ဘဝတက်လာလဲဆိုတာလေလေးလာဟုတ်နော်မင်းတို့ဘဝတွေဟိုးအောက်ဆုံးလူတကာချိန်နှင်းခံဘဝကနေပြီးတော့မင်းတို့កောင်းသားတွေနိုင်ငံတော်ကလူလိုနေတတ်အောင်လို့လုပ်ပေးလို့မင်းတို့ဒီလိုနေရာကိုရောက်လာတာဒီလိုဆင်းနေနေနိုင်တာအော်မင်းတို့ဖင်ကောင်းတွေရန်ကြီးတိတ်ကျယ်မနေနဲ့ဖင်ကောင်းတွေရန်ကြီးတိတ်ကျယ်မနေနဲ့နော်အော်တမန်တော်ကလက်ရှိ ပလောင်ကိုတော့အတကုံစော်နေပါပြီနော်ဒီပလောင်ကိုတော့အတကုံစော်နေပြီဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါမနေ့က26ရက်နေ့ကပေါ့နော်26ရက်နေ့ကဒီအကြံဘက်နော်အကြံဘက် PDF ရဲ့ဒါနော်ဘုံလုံးနေတဲ့နော်လက်လုံးမိုင်းတွေပေါ့နော်လက်လုံးမိုင်းတွေလုံးနေတဲ့စာသင်ကျောင်းကိုတက်မလို့ကဘုံကျဲတယ်နေမြေဝင်ရှင်းတယ်အဲ့တော့မသားတွေအများကြီးပေါ်သွားတယ်နော်မသားအများကြီးပေါ်သွားတယ်အဲ့တော့ဘယ်နေရာလဲဆိုလို့ရှိရင်ဒီသခိုင်းတိုင်းသခိုင်းမြို့နယ်တွေကဒါတဲကြီးရွာတဲကြီးရွာစာသင်ကျောင်းမှာဒါစာသင်ကျောင်းမှာဒီကောင်လေးဘယ်လောက်ပဲဒီလက်လုံး လက်နဲ့တည်းမလုတ်ပါဘူးလုတ်ပါတယ်ပြောစာသင်ကျောင်းထဲမှာကလေးတွေပဲရှိပါတယ်ဟိုဘာပဲရှိပါပြောဒီငင်းအဲ့နေရာတွေအကြောင်းအပိတ်ထားတာပါနော်ဒီကောင်လေးကစာသင်ကျောင်းထဲမှာပဲဒါလက်လုတ်မိုင်းတွေလုတ်နေရာတွေတွေ့ရတယ်ဒါလက်နဲ့တည်းလုတ်နေရာတွေတွေ့ရတယ်အဲ့အတွက်တက်မတော်ကလေကျောင်းကနေဘုံကျဲရှင်းနေတယ်ဒါဘုံကျဲပြီးမှတက်မတော်ကဒီအောက်ကမြေပြင်စစ်ကြောင်းဝင်ထိုးတဲ့အချိန်မှာဒါလက်နဲ့တည်းလည်းအများကြီးရခဲ့တယ်ပြီးရင်အကြံဘက်အလောင်း၈လောင်းရခဲ့တယ်ဒါဖောက်ခွဲပစ္စည်းတွေလည်းအများပြားရခဲ့ပါတယ်နော်ဒါတက်မတော်ရဲ့အောင်ပွဲနဲ့ပတ်သက်ပြီးပြောပြတာပါပြီးလို့ရှင်ဒီ ကန်ကြီးကုန်းရွာနော်ကန်ကြီးကုန်းရွာကိုလည်းဒါတက်မတော်ကဒီနေ့နော်ဒီနေ့လို့ပြောပါတယ်နော်ဒီနေ့လေချောင်းကနေပြီးတော့တရှင်းဖွင့်ပြသွားတယ်အဲ့တော့အကြံပတ်ပြည်ပြည်ဝရမ်းပြည်တွေနေနေတော့သတင်းမျိုးစုံတင်နေကြတယ်နော်သတင်းမျိုးစုံတင်နေကြတယ်ဒါကတော့တက်မတော်ရဲ့ဒီနေ့စော်ချက်တွေနဲ့အောင်ပွဲရတဲ့နေရာတွေကိုပြောပြတာပါအဲ့တော့နောင်ချိုမျိုးသူနောင်ချိုမျိုးသူမျိုးသားတွေပြီးရင်ဒီမိုးကုတ်မျိုးသူမျိုးသားတွေပြီးလို့ရှင်ဒီကြောင်မဲမျိုးသူမျိုးသားတွေတီဘောမျိုးသူမျိုးသားတွေဒေသခံတွေအဲ့တော့ ကျွန်မတို့ကတော့ကျွန်တော်တို့ကတော့အကြံဘက်ကိုအားမပေးပါဘူး။ဘာမလုပ်ပါဘူးဆိုလို့ရှိရင်ရှောင်းတာအကောင်းဆုံးလို့ကျွန်တော်ကတော့ဒီနေရာနေပြီးလက်ဆောင်စကားပါလိုက်ပါတယ်။မရှောင်းရင်လည်းနေပါ။ရှောင်းရင်လည်းရှောင်းပါ။အဲ့တော့ရှောင်းရင်တော့အသက်ဘေးရလွတ်မှာပေါ့နော်။မရှောင်းရင်တော့ကိုထိုင်းနဲ့ကိုကန်တော့ခံရမှာပဲ။အဲ့တော့ပဲလို့ကြာစားမညက်စေခြင်းရှောင်းပါတက်မတော်ကထိုးစစ်တွေပြန်ဆနိုင်ပါပြီနော်။တက်မတော်ထိုးစစ်တွေပြန်ဆနိုင်ပါပြီ။ဒါလေးလည်းကျွန်တော်ထည့်ပြပေးခဲ့ပါတယ်။ဒီဘက်မှာလည်းဒါကရရဘက်မှာလည်းဒါတိုက်ပွဲတွေရံပြစ်ထန်နေတယ်။ပြီးရင်ဒီအင်းလေးဘက်မှာဟိုဖဲကုံအင်းလေးဟိုဖဲကုံအင်းပေါ့။ ဲကောင်အင်းဘက်မှာလည်းဒါတမတော်ကခုနေ့လည်းကျွန်တော်တင်ဆက်ပေးခဲ့တယ်အဲ့တော့အကြံဘက် PDF တွေကို live ရှင်းနေတယ်တမတော်ကတော်တော်ကြီးအောင်ပွဲတွေနဲ့အတူပြန်လာနေပါတယ်နော်အောင်ပွဲတွေနဲ့အတူပြန်လာနေပါတယ်ပြီးရင်ဒီတချုပ်ကြီးကတော့သူတို့ပြောပြောနေတယ်နော်ပြည်ပနိုင်ငံဗေနိုင်ငံမှာမသွားရဘူးလို့သူတို့ကြွေးကြော်နေတာဟိုကပထွေးရသွားပြီးရင်သွားနေတာပထွေးရသွားပြီးရင်သွားနေတာနော်မသိရင်သူအိမ်ကြနေရပဲเนาะဟိုဘက်ကတောက်လျှောက်သွားနေရပဲသူတို့မသွားရဘူးဆိုလို့များရွေးပြီးတော့သွားပြနေတာတော့မသိဘူးเนาะအဲ့တော့ဖူရန်စီဝေးသွားပါတယ်เนาะတချို့ကြီးကတော့ဒါတော့ ဒီနေ့ကျွန်တော်တက်ဆက်တဲ့ဇာတ်ရင်းလေးတွေပြောပြတာပါနောက်ခါဒီရခိုင်မှာလည်းဒါတိုက်ပွဲတွေအရင်ပြင်းထန်နေပါတယ်ဒါကချင်ပြည်နယ်မှာလည်းထုံနေတူဆိုပါပဲတိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့ဇာတ်ရင်းကဒဗုတ်ဖက်တင်တာဖြစ်တဲ့အတွက်ကျွန်တော်ချုပ်ပြီးပဲပြောခဲ့ပါတယ်နော်ဒီသခိုင်းဘက်မှာလည်းဒါတိုက်ပွဲတွေပြင်းထန်နေပါတယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ကျွန်တော်ဇာတ်ရင်းပေးထားတာတခုရှိတယ်သူတို့လုံဆောင်ခြင်းရှိမရှိပဲကျွန်တော်စောင့်ကြည့်ပါမယ်အဲ့တော့အကြံပတ် PDF တွေကိုဒါထောက်ဖို့လုပ်နေတဲ့နော်နေရာတစ်ခုကျွန်တော်ဇာတ်ရင်းတိကျပေးထားတယ်အဲ့တော့ သွားလှုပ်ဆောင်ခြင်းရှိမရှိသွားတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ပါမယ်နော်ဒီလောက်တိကျတဲ့ဟိုနာမည်လေးပြောတယ်လူလေးပြောတယ်အိမ်နံပါတ်လေးပြောတယ်နေရေးလိပ်စာလေးပြောတယ်နော်ဒီကောက်ဆောက်ခွက်ကဘလို့ဆောက်ခွက်ဆိုတာအစားပြောတယ်ဘယ်ဖွဲ့စည်းကိုထောက်ပံ့နေရဲဆိုတာကျွန်တော်ပြောပြတယ်အဲ့ဒါမှမဖမ်းမိပဲဒီတိုင်းကြည့်နေရင်တော့ကိုယ်ထိုင်တဲ့ကိုယ်ကံခံ